။တန်ရှင်းသောဝိညာဉ်တော်ခင်မှာဘသူကအပြစ်ခွင့်လိုခြင်းကိုအမှန်တကယ်ပေးပါသလဲ။ဒီကိစ္စကိုသင်တို့သိချင်ဖူးပါသလား။ခမဲတော်ခေဟာယေဟောဝါဖရာသခင်ရဲ့ခေဖြစ်ပါတယ်။အဲ့ဒီခေမှာဖရာသခင်ဟာပုံတူနဲ့အရေးဖြစ်တဲ့တရိစံရဲ့အသွေးအဖြစ်အပြစ်ခွင့်လွှတ်ခြင်းခံရနိုင်တဲ့နိလန်ကိုကျွန်တော်တို့စီထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါတော့ခင်မဥပုံနည်းနဲ့ပွဲတော်ပူဇော်တကအားလုံးရဲ့အစ်စ်မှန်ဖြစ်လာခဲ့တဲ့ယေရှုခရစ်ဟာဒီမြေကြီးကိုကြွလာပြီးလဝါကတိုင်ပေါ်မှာပေးဆက်မှုအသွေးတော်ကိုတွန်းကျင်းအားဖြင့်အပြစ်ခွင့်လွတ်ခြင်းကနေတဆင့်ကယ်တင်ခြင်းခေတ်ကိုဖွင့်လှစ်ပြီးလမ်းကိုဥဆောင်ခဲ့ပါတယ်။နောက်တစ်ဖန်ထိုသခင်ကိုမျှော်လင့်လျက်နေသောသူတို့ကိုကယ်တင်ခြင်းအလိုမှာပေါ်ထွန်းတော်မူလက်တံလိုကျူတင်ဟောထားတဲ့နောက်ဆုံးတန်ရှင်သောဝိညာဉ်တော်ခင်မှာအပြစ်ခွင့်လွတ်ခြင်းကိုဘသူကပေးမှာပါလဲ။ ခမဲတော်ခင်မှာလည်းဘုရားသခင်ဟာအပြစ်ခွင့်လွတ်ခြင်းဆိုင်ရာအခြေခံမူဥတီချက်နဲ့စည်းမျဉ်းတွေကိုချမှတ်တော်မူခဲ့ပါတယ်သားတော်ခင်မှာလည်းအလားတူပါပဲဒီတန်ရှင်သောဝိညာဉ်တော်ခင်မှာဘုရားသခင်ဟာအပြစ်ခွင့်လွတ်ခြင်းအတွက်နိလန့်နဲ့စည်းမျဉ်းတွေကိုတတ်မှတ်ပြီးလူသားအလုံးကိုအပြစ်ခွင့်လွတ်ခြင်းလမ်းကိုလာဖို့ခေါ်ဆိုနေပါတယ်ဝေချီကိုကျင်းနှံခရံကောင်းတည်습니다 အဲ့ဒါကြောင့်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီးတအခန်းငယ်29မှာပဋိဇံဆရာယောဟန်ကဤလောကဤအပြစ်ကို ဆောင်သွားသောဖခင်ဤတိုးတငယ်ကိုကြည်လော့သားတော်ခင်မှာအပြစ်ခွင့်လွှတ်ခြင်းရဲ့အရင်းမြစ်ကဘာလို့လဲဆိုတာကိုထုတ်ဖော်ပြသခဲ့ပါတယ်။ခမဲတော်ခင်မှာလည်းဖခင်ဟာအပြစ်ခွင့်လွှတ်ခြင်းရဲ့အရင်းမြစ်မဟုတ်ပါလား။ဖခင်ကလွယ်လို့ဘာလို့မှအပြစ်ခွင့်လွှတ်ခြင်းကိုမပေးနိုင်ပါဘူး။ ကျွန်တော်တို့ဟာကောင်းကင်မှာအပြစ်ကျူးလွန်ပြီးဒီမြေကြီးပေါ်ကိုပြစ်ချခြင်းခံခဲ့ရတဲ့ကောင်းကင်တမန်တွေမဟုတ်ပါလားကျွန်တော်တို့ဟာကောင်းကင်မှာအပြစ်ကျူးလွန်ပြီးဒီမြေကြီးကိုပြစ်ချခြင်းခံခဲ့ရတဲ့သူတွေဖြစ်ကြတဲ့အတွက်လူသားတွေဟာအပြစ်ခွင့်လွှတ်ခြင်းမရှိဘဲထာဝရကောင်းကင်ကိုပြန်မသွားနိုင်ဘူးဆိုတာကိုတွေ့နိုင်ပါတယ်အပြစ်ခွင့်လွှတ်ခြင်းမရှိဘဲကျွန်တော်တို့ရဲ့ကောင်းကင်နိုင်ငံဒါမှမဟုတ်ကောင်းကင်တမန်ကဘာဖြစ်ပြောင်းလဲခြင်းရဲ့ရှင်ပြန်ထမြောက်ခြင်းတကူလည်းမရှိနိုင်ပါဘူး부활의어떤그권능도 အပြစ်ခွင့်လွတ်ခြင်းကျေးဇူးတော်ဟာအဲ့ဒီအရာမရှိဘဲအတိတ်ပဲဖြစ်သွားတယ်ဆိုတာကိုထဲတွင်းစဉ်းစားတဲ့အခါဖိယသခင်စီကနေလာတဲ့ကြီးမားတဲ့အံ့ဩဖွယ်ကောင်းချီးနဲ့ကျေးဇူးတော်ဖြစ်ပါတယ်။ဒါဆိုရင်ဖိယသခင်ကလွဲလို့ဘယ်သူမှအပြစ်ခွင့်လွတ်ခြင်းမပေးနိုင်ဘူးဆိုတာကိုကျမ်းစာကတစ်ဆင့်အတည်ပြုကြပါစို့။ရှင်မာကုခရစ်ဝင်အခန်းကြီးနဲ့အခန်းငယ်တကူကြည့်ကြရအောင်။ နောက်တနေ့တည်း၌ကိုတော်သည်ကပေယနောင်မျိုးတို့ဝင်ပြန်၍အိမ်၌ရှိတော်မူသည်ကိုကြားကြလျင်တကားပြင်းနာမှာနေစရာမရှိနိုင်အောင်လူများတို့သည်အလျင်မြန်စုဝေးကြသည်ဖြစ်၍သူတို့အားတရားဟောတော်မူ၏ထိုအခါလက်ချေသေးသောသူတယောက်ကိုလူလေးယောက်တို့သည်ထမ်း၍အထံတော်သို့ဆောင်ခဲ့ကြ၏ လူစုဝေးလျက်ရှိသောကြောင့်ကိုရောရင်တို့မချင်းကပ်နိုင်သဖြင့်ကိုရောရှိရာအပေါ်မှာအမိုးကိုဖောက်ထွင်းပြီးမှလူနာနှင့်တကွအဲ့ရခုတင်ကိုရှော့ချကြ၏ယေရှုသည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျင်လက်ချေသေးသောသူအားငါသာတင်းဤအဖြစ်ကိုလွတ်စေပြီးဟုမိန့်တော်မူ၏ ထိုအရက်၌ထိုင်သောကျမ်းပြူစရာအချို့တို့ကဤသူသည်ဖျားကိုလွန်ကျူး၍အဘဲเจ้าဤသူပြောရသည်နီဖျားသခင်မှာတပါအဘဲသူသည်အပြစ်ကိုလွတ်နိုင်သည်နီဟုစိတ်ထဲမှာထင်မှတ်ကြ၏오직하나님한분외에는누가능히죄를사하겠느냐ဖျားသခင်ကပဲအပြစ်ခွင့်လွတ်နိုင်တယ်လို့ဆိုလိုတာမဟုတ်ပါလားအခန်းငယ်၈ကိုစက်ကြည့်ကြရအောင် ူတို့စိတ်ထဲမှာထိုတို့ထင်မှတ်ခြင်းရှိသည်ကိုယေရှုသည်မိမိညာအဖြစ်ချက်ချင်းတည်တော်မူလျင်တင်တို့စိတ်ထဲမှာအဘယ်ကြောင့်ဤတို့ထင်မှတ်ကြသနည်းလက်ချီတည်တော်သူအားအဘယ်စကားကိုတာ၍ပြောလွယ်သနည်းတင်းဤအဖြစ်ကိုလွတ်စေပြီဟုပြောလွယ်သလားတင်ထလော့ကိုအိယာကိုဆောင်၍လှမ်းသွားလောဟုပြောလွယ်သလားလူသားသည်မြေကြီးပေါ်မှာအဖြစ်လွတ်ပိုင်သည်ကိုသင်တို့သိစေခြင်းကထလော့ ကိုအိယာကိုဆောင်၍ကိုအိမ်တို့သွားလို့ဟုတင့်အားငါဆိုသည်ဟုလက်ချေသေးတော်သူအားမိတော်မူ၏အခန်းငယ်၁၉ကြည့်ကြရအောင်လူစာတိနဲ့ကြွလာတဲ့ဖရာသခင်ဟာဒီမြေကြီးပေါ်မှာဘာခွင့်အာဏာရှိပါသလဲလူသားဒီမြေကြီးပေါ်မှာအပြစ်လွတ်ပိုင်သူကိုသင်တို့သိစေခြင်းကထလော်လို့ရေးသားထားပါတယ်ခရစ်စတု ဒါကြောင့်လက်ချီတည်တဲ့သူကိုတင်းဤအပြစ်ကိုလွတ်စေပြီလို့ပြောခဲ့တာဖြစ်ပါတယ်။ဒါကိုမာကုတေမကပဲ ရှင်မသက်ခရစ်ဝင်အခန်းကြီး9မှာလည်းတူညီတဲ့မှတ်တမ်းပါရှိပါတယ်။ရှင်မသက်ခရစ်ဝင်အခန်းကြီး9အခန်းငယ်1 လက်ချေသေး၍အိယာဘုံမှာတုံးလုံးနေသောသူတယောက်ကိုအထံတော်သို့ဆောင်ခဲ့ကြ၏ယေရှုသည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျင်လက်ချေသေးသောသူအားငါသားမစိုးရိမ်နှင့်သင်၏အပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူ၏ကျမ်းပြုစရာအချို့တို့ကဤသူသည်ဖျားကိုလွန်ကျူး၍ပြောသည်ဟုထင်ကြ၏ယေရှုသည်ထိုသူတို့၏စိတ်ကိုသိမြင်တော်မူလျင်သင်တို့သည်အဘယ်ကြောင့်မျိုးစုသောစိတ်ရှိကြသနည်းအဘယ်စကားကိုသာ၍ပြောလွယ်သနည်းသင်၏အပြစ်ကိုလွတ်စေပြီဟုပြောလွယ်သလော တင်ထား၍လမ်းသွားလို့ဟုပြောလွယ်သလောလူသားဒီမြေကြီးပေါ်မှာအပြစ်လွတ်ပိုင်သည်ကိုတင်တို့သိစေခြင်းကထလော့ခရစ်ဝင်ကျမ်းတစ်လျှောက်လုံးမှာသူဟာအပြစ်ခွင့်လွတ်နိုင်တဲ့အခွင့်အာဏာရှိတယ်ဆိုတာကို လူများစွာစီပြသနေတယ်ဆိုတာကိုအတည်ပြုနိုင်ပါတယ်ဒါတော့ခင်မှာဖျားသခင်ဟာယေရှုနာမအားဖြင့်ဒီမြေကြီးကိုကြွလာပြီးလူသားတွေအတွက်အပြစ်ခွင့်လွတ်ခြင်းလမ်းကိုဖွင့်ပေးခဲ့ပြီးတော့

တရှင်သောဝိညာဉ်တော်ခင်မှာခရစ်တော်အဆန်ဟုံးဟာလူသားတွေကိုအပြစ်ခွင့်လွှတ်ခြင်းပေးတဲ့စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ရမှာဖြစ်ပါတယ်။